ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့နိုဝင်ဘာလ17ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ ICC ကမင်းအောင်လှိုင်ကိုဖမ်းဝရန်ချက်ချင်းထုတ်ရာမြန်မာတပ်အမတ်ကြီးတောင်းဆိုတဲ့သတင်း၊ကြားဖြန်ကိစ္စကြောင့် TKPA ၄ရောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုအမေရိကန်ကပိတ်ဆို့တံခတ်လိုက်တဲ့သတင်းနဲ့စစ်ကောင်စီကနိုင်ငံတကာတန်တမာများအားမြန်မာနိုင်ငံအခြေအနေရှင်းလင်းလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ တီပီဆရာရာဇဝတ်တရားရုံး ICC အနေနဲ့အတန်းဖက်စစ်ရာဇဝတ်သား မီအောင်လိုင်ကိုဖောင်ရန်ထုတ်ဖို့ဆုံးဖြတ်ချက်ကိုထက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်တီဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။နိုဝင်ဘာ17ရက်ကနယူးယောက်မြို့မှာကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့အပြည့်ပြည့်ဆိုင်ရာရာဇဝတ် တရားရုံးရဲ့အစည်းအဝေးခန်းစာကောင်းစဉ်နဲ့ဆွေးနွေးပွဲမှာတာမတ်တီကအခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးတရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေတဲ့အတူအယောင်ရွေးကောက်ပွဲကိုပြက်ပြက်တားတားပင်ချဖို့ကိုလည်းတိုက် don't have a day. တာမတ်ကြီးကအကျန်းဖက်စစ်တပ်ရဲ့ထမှန်ရက်ဆက်မှုတွေကိုတားဆီးနိုင်ဖို့ပြစ်မှုကျူးလွန်ခြင်းခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့အပြစ်ပေးအရေးယူခြင်းကနေကင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံတွင်ကျူးလွန်တဲ့အရာဇဝတ်မှုတွေအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုတဲ့ကြေညာချက်ကိုပြည်ပဆိုင်ရာအရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိစီတင်ပြခဲ့တဲ့အကြောင်းလဲထည့်သွင်းပြောကြားပါတယ်။ဒါပေမဲ့အချိန်တစ်နှစ်နီးပါးကြာမြင့်လာတဲ့တိုင်အောင်တရားစွဲအရာရှိရဲ့ရှောက်ထားခြင်းနဲ့ဆက်လင်းပြီးတော့ ောင်သိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးတဲ့အပေါ်မှာမြန်မာပြည်သူတွေရဲ့စိတ်ပြက်မှုတွေပုံကြီးမလာတာကြောင့်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတဲ့အကြောင်းလဲပြောလိုက်ပါတယ်။ ကြမ်းဖြန့်ကိစ္စနဲ့ဆက်နွယ်ပြီးမြန်မာနိုင်ငံကတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတက်မတော် DKPA ခေါင်းဆောင်၄ယောက်နဲ့ထိုင်းအခြေစိုက် TransAsia နဲ့ Truth Star ကုမ္ပဏီပိုင်ထိုင်းနိုင်ငံသားတယောက်ကိုပါတန်ခတ်အရေးယူလိုက်တယ်လို့ American ဘန်ဒါယေဝင်ကြီးဌာနကနိုဝင်ဘာ၁၂ရက်ကကြေညာပါတယ်။ American ဘန်ဒါယေဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ American နိုင်ငံသားတွေကိုပြင်ပထားပြီး online ကနေငွေကြေးလိမ်လည်မှု Cyber Scam လုပ်နေတဲ့ center တွေကိုအထောက်ပံ့ပေးနေလို့အခုလိုအရေးယူလိုက်တာလို့ဆိုပါတယ်။ 2025ခုနှစ်အပြီလအတွင်းမြန်မာစစ်ကောင်ဆောင်ရဲ့ဖန်ကောက်ခရီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာလုပ်သားနှစ်ယောက်ဖမ်းဆီးခံရတာခုနှစ်လကျော်သွားပြီဖြစ်ပြီးလက်ရှိချိန်ထိပြမလွတ်သေးဘူးလို့ကာယကံရှင်တွေစီကသိရပါတယ်။အပြီလ3ရက်ကစစ်ကောင်ဆောင်ဗိုလ်ချုပ်ဖူးချင်းမင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်ဘင်းစတိစီဝေးခရီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသားကိုဖြိုးပိုင်တဲ့ကိုနန္ဒိုင်ဆိုးတို့ဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေးထိမ့်သိမ်းရေးစခား IDC မှာထိမ့်သိမ်းခံထားရတာခုနှစ်လကျော်ရှိသွားပါပြီ။သူတို့မြောက်ကိုဆန္ဒမပြခင်ရှန်ကရီလာဟိုတယ်အနီးထိုင်းအန္တရာယ်ပိုင်တွေကလာရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးသူတို့ကိုနှစ်နိုင်ငံချစ်ချည်ပြပြစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှုထိုင်းနိုင်ငံလူမှုအသိုက်အဝန်းကိုမငြိမ်မသက်အန္တရာယ်ဖြစ်စေမှုထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအန္တရာယ်ဖြစ်စေမှုအပါအဝင်အမှုပေါင်းခွင့်မှုနဲ့ပြန်ဆွဲဆိုခဲ့တာပါ။ တရောကာလမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့လူမှုစီးပွားအကျက်တဲတွေနဲ့ပတ်သက်ပြီးတော့သူတေသနာစစ်တမ်းတစ်ခုမှဖြည့်ဆို့သူ40ရာခိုင်နှုန်းကျော်ကမျောလင့်ကျက်မဲ့အခြေအနေဖြစ်နေတယ်လို့ဖြေကြားလိုက်ပါတယ်။မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာကပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်အတွင်းစစ်ရေးပဋိပက္ခကိုအခြေခံတဲ့ကုံသွင်းလမ်းကြောင်းပိတ်ဆို့မှုတွေနဲ့ပြည်သူတွေပေါ်တက်ရောက်မှုကိုလေ့လာနိုင်ဖို့ကောက်ယူတဲ့စစ်တမ်းမှာအခုလိုတွေ့ရှိရတာပါ။ အဆိုပါစစ်တမ်းကိုတော့နေပြီးတော့ကောင်စီနယ်မြေအပါအဝင်ဒီနယ်နဲ့တိုင်း15ခုကမြို့နယ်85မြို့နယ်တဲကပြည်သူပေါင်း1015ရောက်ပါဝင်ဖြစ်ဆိုခဲ့ကြတာဖြစ်ပြီးကုန်ပစ္စည်းပြက်လက်မှုနဲ့ကုန်စည်နှုန်းမြင့်တက်လာတဲ့အချိန်နေကျမရေကန္တပေါ်တက်ရောက်မှုတွေအသက်မွေးဝမ်းကြောင်းပေါ်တက်ရောက်မှုတွေစာဝတ်နေရေးအကြက်တန်းနဲ့ရင်ဆိုင်ဖြစ်ရှင်းကြပုံတွေကုညီဖြစ်ရှင်းပေးနိုင်စွမ်းနဲ့မျော်လင့်ချက်စတဲ့အချိန်တွေကိုမေးမြန်းခဲ့တာလို့ဆိုပါတယ် မြန်မာနိုင်ငံရဲ့လက်ရှိတိုးတက်ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေစိုက်တန်တမာတွေနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေကိုနိုဝင်ဘာ12ရက်မှာစစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကရှင်းလင်းပြခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ မကြခင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေမှုတွေတိုင်းရင်းသားလက်နက်ကင်တွေကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်တဲ့အခြေအနေနေဆက်ထေတာမှာဖြစ်နေတဲ့ online လောင်းကစားတိုက်ဖြတ်နေတဲ့အခြေအနေတွေနဲ့တရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကိုတပ်ဆင်ရနိုင်ငံစီပြန်လည်လွှဲပြောင်းပေးနေတဲ့အခြေအနေတွေကိုရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်သူတွေရဲ့69.5ရာခိုင်နှုန်းမှာအိန္ဒိချင်းနိုင်ငံတွေကအခြေခံအဆောက်အုံတွေကိုအသုံးပြတာတွေ့ရတဲ့အတွက်နေဆက်ဖြတ်ကျော်ရာဇဝင်မှုတွေ ကိုတိုက်ဖြတ်နိုင်ဖို့အင်းနီးချင်းနိုင်ငံတွေကအပြည့်အဝပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းတက်ဆိုင်ရာအစိုးရတွေစီကိုမှန်ကန်စွာတင်ပြပေးဖို့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးသန်းစွေကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။